အရှင်ဖုရားယူသေးစွာရှောက်ထားအပ်ပါသည်ဖုရားဖုရားစွန့်တော်ကိုယူသေးစွာကပ်ပါれဖုရားခင်မုန်းကြီးဆယ်ပါရတနာတုံမေတ္တာတုတ်တို့ကိုယူသေးစွာကပ်ပါれဖုရားဖုရားတပည့်တော်တည်ကျင်တာကဖုရားကတော့စွန့်ကပ်ပြီးတာနဲ့စီးအဖြစ်နဲ့စွန့်စားပါれဖုရားဖုရားစွန့်တော်ကိုစွန့်စားတာအပြည့်ရှိလားလို့မိကြားပြတော်မူပါဖုရားအချိန်ကလည်းအလုံးမသွားခင်ကြားစွန့်ဖြစ်နေပါれဖုရားနောက်တစ်ခုကတော့အရှင်ဖုရားတပည့်တော်ကဘုန်းကြီးเจ้าမှာဝေယဝိဆာလုပ်ပါれဖုရား ဖះဆွနော်ဆွနဲ့ဟင်းလေးတွေကိုတဖန်ကြော်ရာကြော်တန်ရှင်းအစဉ်ပြေအောင်လုပ်ပြီးဆွနော်ကဆွန်လောင်းလို့ရပါတလားဖះစင်ကျင်တက်အောင်ဖြည့်ချားပေးတော်မူပါဖះလို့မိထားပါတယ်ဖះအဲ့ဟိုတနေ့ရအောင်ပါတခါကြီးတရားကြောက်မှအဲ့လာမေးသွားသေးတယ်သူအဲ့တော့ဖះဆွန်တော်တွေတင်ကြတယ်ပေါ့နော်အဲ့တော့ဆွန်နေပေါ့အဲ့တော့ဆွန်ရင်ပြီးရင်ဘာလုပ်ရမှာလဲပေါ့နော်လွန့်ပြရမှာလားပြန်စားလို့ရသလားဆိုတော့အဲ့တော့ဖះရှင်စီကဆွန်တဲ့ပစ္စည်းတွေကို ဝေယဝိဇ္ဇလောက်တဲ့ပုံကိုယ်တွေပုံခွင့်ရှိတယ်ဆိုပြီးတော့ဒါအထက်ကရာတွေထဲမှာဖွင့်ထားတယ်လေအဲ့ဒါကြောင့်ဘုရားရှင်စီကစွန့်တဲ့ဥစ္စာဆိုလို့ရှိရင်ကိုကသုံးကျင်တယ်ဆိုရင်ဝေယဝိဇ္ဇလုတ်ပြီးတော့သုံးခွင့်ရှိတယ်ဝေယဝိဇ္ဇဆိုတော့ဘုရားရှင်တန်ရှင်အေဒီဘုရားကန်တန်ရှင်လုတ်တာတို့တပြည့်စီလဲတာတို့နော်အဲလိုဘုရားရှင်နဲ့ပတ်သက်တဲ့တန်ရှင်တခုခုလုတ်ပြီးမှသုံးဆောင်လို့ရတယ်အဲစားပြီးခါမှလုတ်ရင်လည်းရတယ်နော်အဲ့တော့အဓိကကတော့ဝေယဝိဇ္ဇလုတ်ဖို့အဓိကပဲနော်လုတ်ပြီးမှပဲစားစားစားပြီးမှပဲလုတ်လို့ အဓိကလှုပ်ဖို့ကအဓိကပဲအဲ့တော့မလှုပ်တဲ့ပုံကိုတွေကတော့စားခွင့်မရှိဘူးပေါ့နော်အဲ့တော့တချို့မေးတယ်အဲ့ဒီကတည်းကဆိုပြီးမေးတယ်အရှင်မယားဟိုအိမ်အိမ်ကအမျိုးသမီးကဖျားဝယ်ရပါစလှုပ်ပြီးစွန့်တယ်အဲ့သူတို့စားလို့ရသလားဆိုတော့အမျိုးသမီးကလှုပ်တဲ့တည်းကြောင့်အမျိုးသမီးသူ့ဥစ္စာဖြစ်သွားတယ်သူစွန့်လိုက်ပြီလေအဲ့သူ့အနေနဲ့ဂျန်တဲ့လူသူကြွေးခွင့်ရှိသွားတယ်ဂျန်တဲ့လူတွေကကိုယ့်ကိုယ်ကိုသွားမစွန့်ပြီးစားလို့တော့မရအောင်အဲ့တော့ဝယ်ရပါစလှုပ်တဲ့ပုံကစွန့်ပြီးတော့ကတ်လို့ရဥပမာပေါ့နော် ရဲထုံးကဥစဉ်ကပ်ပြရကာတကဥစဉ်ဝရဝိစာလောက်တဲ့သူဥစဉ်ကဆွန့်လို့ရရဲထုံးကညော့ဟဲဆွန့်လိုက်တယ်ရဲထုံးကကျန်တဲ့လူကိုပေးလို့ရသွားပြီဘောလာမသိဘူးနော်အဲဝီနီရတစ်ခါတစ်ခါကြားလို့ရှိရင်မပေးတဲ့ပုံစံတွေကိုရဟန်းကတည်းကပေးခွင့်မရှိဘူးအဲ့ဒါဆိုကပ်ပြရကတစင်ပေးလို့ရတယ်ဥစဉ်ကကပ်ပြရကိုဆွန့်လိုက်တယ်ကပ်ပြရကလည်းကျန်တဲ့ပုံစံတွေထပ်ပေးလို့ရတယ်ဒီလိုဘောပဲအဲ့တော့အိမ်ထောင်ရှင်မျိုးသမီးကအိမ်မှာဘုရားဝရဝိစာလောက်ပြီးတော့ဆွန့်လိုက်တယ်အဲ့ဒါကိုကျန်တဲ့မိသားစုဝင်တွေကိုကျွေးလို့ရတယ်အပြစ်မရှိဘူးနော်အဲ့ဒါမျိုးတော့ရှိတယ်နောက်သူမေးတဲ့မေခွန်းထဲမှာဟိုဆွန့်ပြီးတော့ ြန်နှွေးပြီးတော့တန်ဃာတွေကတ်တာတို့ပါရသလားဆိုတော့ရတယ်နော်တန်ဃာတွေကတ်လို့လည်းရတယ်ဘာမှပြင်းမရှိဘူးဒါသူ့ဥစ္စာဖြစ်သွားပြီလေအဲ့တန်ဃာကိုပြန်လောင်းလို့ရတယ်သူမိခွန်းတန်းမှာမပါတာနောက်တစ်ခုကဘာလဲဆိုတော့ဥစဉ်ကအမေးများတာမိခွန်းတစ်ခုကဘာလဲဆိုတော့တချို့အိမ်မှာဖခင်ကိုဝါစိုးသင်္ကန်းကတ်ကြတာကိုဖခင်ကိုကတ်ကြတာလေဖခင်ကိုဝါစိုးသင်္ကန်းကတ်တယ်ဖခင်ကိုကထင်သင်္ကန်းကတ်တယ်အဲ့ဒီဖခင်ကိုကတ်တဲ့ဝါစိုးသင်္ကန်းတွေကထင်သင်္ကန်းတွေစွန့်မိဘာလို့ရမလဲတန်ဃာကိုပြန်ထူးလို့ရမရဆိုတာအဲ့ဒါရတယ်ကွာဖျားမှာသုံးလို့ရရင်သုံးပေါ့နော်ရှေ့တုန်းကဆိုရင် မြတ်စွာဘုရားတတ်တော်တရားရှိတော်ငါဆိုရင်တော့မာလို့မလဲဘုရားမျက်နှာချက်တွေပါလေလှုပ်တယ်သင်္ကန်းနဲ့လေအပေါ်ကနေသူကဝိတာနာလို့ခေါ်တယ်ပါဠိလိုနော်ခြေတော်ဆရာတို့ကြီးကဘာသာပြန်တယ်ဝိတန်လို့ဘာသာပြန်တယ်နေ့ခေတ်ကတော့မျက်နှာချက်ပေါ့လေအပေါ်ကနေမျက်နှာချက်သင်္ကန်းနဲ့ကာလို့ရတယ်ဖုံးလေးပင့်ကိုအိမ်အောင်မုံနေမကြအောင်ပေါ့နော်အဲ့လိုလုပ်လို့ရတယ်အဲ့သုံးလို့မရဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲအခုဒီနေ့ခေတ်မှာတော့ကိုယ်အိမ်ကတက်သေးလေးရဘုရားရှင်ကတက်သေးလေးသင်္ကန်းကြီးဘာမှသုံးသုံးလို့အချိန်မပြည့်ဘူးအဲ့တော့ဘုရားကိုကတ်ထားတဲ့သင်္ကန်းဘယ်လိုပြန်လုပ်လို့ရတယ်တန်ခါကိုလုပ်လို့ရပါတယ် ဘာလို့ရတယ်လဲဆိုတော့စာပေထဲမှာပြောတယ်လေဖခင်ရဲ့ဥစ္စာကိုသာသမီကအမွေခံခွင့်ရှိတယ်ဒီတိုင်းပဲတဲ့ဖခင်ရှင်ရဲ့ဥစ္စာကိုယဟန်ဖြစ်တဲ့ဖခင်ရဲ့သားတော်တွေကသုံးဆက်ခွင့်ရှိပါတယ်ဆိုပြီးတော့ထာဂရဆရာဖွင့်ထားတယ်လေဒါကြောင့်ခုနကဖခင်စီကဆွန့်လိုက်တဲ့ဥစ္စာကိုသင်ငန်းကိုပေါ့နော်တန်ဃာတော်များကိုပြန်ကတ်လှူတာအဆက်ပါတယ်အပြစ်မရှိဘူးပေါ့ဒါဆက်ဆက်မေးခွန်းကိုပြောပြလိုက်တာနော်မှန်ပါဗျာ အဲ့ဒါဆိုဖေကဖေရတပည့်တော်တည်ချင်တာဥပမာပေါ့နော်စွန့်ချက်တဲ့သူကတယောက်ပေါ့နော်စွန့်တော်ကတ်တဲ့သူကတယောက်ဆိုရင်နှစ်ယောက်လုံးဝစွန့်စားလို့ရပါသလားဖေဟုတ်မရောက်ကတ်တဲ့ချက်တဲ့သူကသူကမလို့ခေါ်မလဲဒီကတ်တဲ့သူချက်တဲ့သူဆိုတာဖေကဝေယဝိဇ္ဇလုပ်တဲ့သူမဟုတ်ပဲနဲ့လှူတဲ့သူဆိုလို့ရှိရင်သူကအလူရှင်ပဲရှိတယ်ဝေယဝိဇ္ဇလုပ်သူမခေါ်ဘူးဟုတ်လားဟိုဦးစင်းကရဲထုံးကစွန့်ခဲ့တယ်ဆိုရင်ရဲထုံးကအလူရှင်ပဲရှိတယ်ဝေယဝိဇ္ဇလုပ်သူမဟုတ်ဘူးဝေယဝိဇ္ဇလုပ်သူဆိုတာဘုရားရှင်နဲ့ပတ်သက်တဲ့တန်ရှင်းတစ်ခုခုပေါ့နော် လောက်ရမှာပေါ့ဗျာဥစဉ်ရဲ့တပိတ်ကိုဆေးတာဥစဉ်သင်ငန်းဆေးချော်လိုက်တာ ကုတီဆေးတာတပည့်စီလဲတာမြက်ရှင်းတာပေါ့အဲ့လိုမျိုးဝေယဝိဆာကိုဆိုလိုတာဆုံးတော်ကတ်တာကိုဝေယဝိဆာလို့ပြောတာမဟုတ်ဘူးနော်မမဗျာ